Mingalaba, the Su 80 Birthday Wishes campaign offers a simple and secure way for individuals worldwide to upload a birthday wish honouring Meme's 80th birthday. Everyone can upload a birthday wish free of charge. Meme has devoted her life to democracy and human rights, spending a quarter of it in prison or house arrest due to her unwavering compassion for her people and singular vision for a democratic and free Burma, where all citizens can live in true peace. I have many cherished memories of time spent with Meme, and I'm sure many of you will have your own. Her unwavering courage in the face of adversity has served as a source of strength for our nation and a beacon of hope. I encourage everyone to upload a birthday message in her honour, a seemingly small gesture that carries profound significance as a lasting expression of our collective solidarity. All wishes will be held electronically so I can show them to her when she is free. So, let us join together and send our love where her voice has been silenced. Let her know that she has not been forgotten. With everyone's support, we aim to gather over 80,000 wishes. For her, we can. For Burma, we must. <laughs> မတ်လ29ရက်စပြီးတော့ကျွန်တော်တို့စကန်ဒီထိုင်းနိုင်စာမှာစတင်နေတယ်အဲ့ဒါတတ်မှတ်မှာပေါ့ဆိုတော့အဲ့ဒီမှာနောက်ဆက်ပြီးဆက်တွဲနေနဲ့တတ်မှတ်6လဲလိုက်ပါပါတယ်အဲ့ဒီမှာကျွန်တော်တို့အချိန်တွေရကတော့ပြောရမယ်ဆိုရင်တော့တပြိုင်တည်းတစ်ချိန်တည်းမှာကျွန်တော်တို့အားချင်းနဲ့လှုပ်လို့မရတဲ့အနေထားမှာတော့တစ်ဆင့်ပြင်းတစ်ဆင့်သွားတဲ့အနေအနေထားတော့ရှိတယ်အခုနောက်ပိုင်းဆိုရင်တော့3နှစ်ကျော်လာတဲ့အခါမှာကျတော့ကျွန်တော်တို့ရဲ့အချိန်တွေနဲ့လိုက်ရောညီထွေတဲ့စီးရေးပုံတော်မျိုးကိုလှုပ်လာတာကိုတော့ကျွန်တော်တို့တွေ့ရတယ် ော်ကျွန်တော်တို့ကိုယ်တိုင်ကတော့စီရီဟိုတောင်းရှိတဲ့လူတွေမဟုတ်ဘူးဆိုပေမဲ့ကျွန်တော်တို့အဲ့ဒီအခြေအနေကြည့်တဲ့အခါမှာကျတော့ပထမဦးဆုံးခြေလှမ်းကတော့အထူးသဖြင့်ဒီကထိုင်းနယ်ဇာတ်မှာရှိတဲ့ အထူးသဖြင့်ကျွန်တော်တို့နယ်မြေကိုလာပြီးတော့စိုးမိုးယူထားတဲ့နှစ်ပေါင်း30ကျော်ကာလလာပြီးတော့ဒီထိုင်းနိုင်ငံကကြောမှာရှိတဲ့တပ်ဖွဲ့တွေကတော့ကျွန်တော်တို့ကပြောင်းရှင်းလို့တော့ပထမဆုံးခြေလှမ်းလို့ပြောလိုက်ရပါဘူး။အဲဒါကြောင့်လို့2024ကျော်လာပြီး2025ဝင်လာတာမယ်။အထူးသဖြင့်2024ဒီဇင်ဘာလမှာကျွန်တော်တို့ဌာနချုပ်ဟောင်းဖြစ်တဲ့အဲ့ဒီဒီဘန်နဘလောဌာနချုပ်ကိုလေဒါအထင်ကြီးဖြစ်တယ်တမောက်ခွန်အားစပြီးတော့ဟိုခြေလှမ်းလို့လို့နတ်ဆက်ပြီးတော့လှုပ်ရှားလာတယ်ဟိုကတစ်ဆက်တည်းမှာပဲဟိုနောက်ဆက်ပြီးလိုက်ပါလာတာတော့ ်တမခွန်နှမရှိတဲ့နေသာစခန်းလေးအလုံးတပြိုလဲတခါတည်းကြာသွားတာဆိုတော့ကျွန်တော်မြင်ရရမယ်။သူနီလကောင်းပဲဒီတမခွန်၆မှာရှိတဲ့ဒီဒီနေသာစခန်းလေးပေါ့နော်ဘယူဟာစခန်းလေးပေါ့ဘူး။အခုကလည်းမရှိသလောက်ဆိုလည်းပြောလို့ရတာပေါ့။သူနီလကောင်းပဲကျွန်တော်တို့နေသာနဲ့ကတ်လျက်တဲ့တမအခြားတစ်ခုဖြစ်တဲ့ဒီတမလေးမှာလည်းထိခိလို့ထိထားလို့အကုန်လုံးကကျွန်တော်လက်လေးကြောက်လာဆိုတော့ပြောရမယ်ဆိုရင်တော့ဒီမိုင်ပေါင်းထောင်ချီတဲ့အဲ့ဒီထိုင်းနေသာကရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းလေးကိုတော့ကျွန်တော် ရှင်းထုတ်လိုက်လို့ရပြီလို့ပြောလို့ရတာပေါ့နော်အကုန်လုံးအကုန်စင်မဖြစ်သေးသေးတောင်နည်းနည်းပါးပဲကျွန်တော်တည်းအနေထားမှရှိဒါကျွန်တော်တို့ပထမလမ်းလို့ပြောရမယ်ပထမခြေလမ်းလို့ပြောလို့ရတာပေါ့နော်ဒီကနေ30လဲကျွန်တော်တို့ပြန်မရှိတော့ဘာဖြစ်လဲဆိုတော့ဒီနောက်ပိုင်းမှာရှိတဲ့ကျွန်တော်တို့နေမြေလာပြီးတော့နှစ်ပေါင်း30ကျော်ယူထားတဲ့ဟာလေမရှင်းထုတ်ပဲနဲ့ဟိုတက်လန်းကျော်တို့ဟိုမြို့ရဲသွားပြီးတော့ကြော်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတဲ့တဘာဝလည်းမကြောက်ဘူးလေဆိုတော့အဲ့ဒါကျွန်တော်တို့ဟိုသူသဖြင့်ဒီက ဖြစ်ချင်တာနဲ့ဖြစ်တင်တာကတော့ကျွန်တော်တို့တွေ့တဲ့ခါမှာဒါဟာအခုခြေလမ်းကကျွန်တော်တို့တွေ့ပူတော့ယုတ်တီလည်းရှိတယ်လက်တွေလည်းကြတယ်အလုံးလည်းဖြစ်တယ်ဆိုတာအဲ့ဒါပြောချင်တာဆိုတော့ကျွန်တော်ပြောရမယ်နောက်ထပ်ဒလန်ကတော့ဘယ်ဘွားမလဲဆိုတော့ကျွန်တော်တို့အတိအကျကိုပြောတာစစ်ပဆိုင်ကကိစ္စဖြစ်တဲ့ခါကျတော့တေချာတာပြောနေတာတော့နောက်ထပ်ဒလန်ကလမ်းမို့ဆိုတော့ကျွန်တော်တို့အော်တေချာပြင်လို့ရပြီဆိုတာအဲ့ဒါပဲပြောချင်ရှင်ဆာယဖဖန်းတယ်ပထမနော်နေပြီးတော့ဆာယဖဖန်းတယ်อืมနေပြီးတော့ဆာယဖဖန်းတယ်ဖန်းတော့ဖုံး6လုံးပါသွားတယ်อืม အနေပြီးတော့စားဖာဘာမှပြစ်နေပိုင်မတွေ့တဲ့ခါကျပြန်လှလိုက်อืมပြောင်းတဲ့ခါကျမန္တလေးစားရဖာထက်ဆိုရယ်ထပ်ဖန်မန္တလေးစားရဖာထက်ဆိုရယ်စားရဖာပြီးတဲ့ခါတော့ကျွန်တော်တို့ဒါသုံးသက်ကြည့်နော်ဒီအထူးပေါ့အထူးဖွဲ့စည်းတီထပ်ပြီးတော့ဖမ်းရံထိတယ်ဖမ်းရံထိပြီးတော့သူ့မှာဘာအမှုမှမမေရရှာလို့ကမတွေ့တဲ့ခါကျတော့အမှုကဘလို့မှမရှိဘူးဖြစ်နေတယ်သူတို့ဖမ်းတော့ဆွဲသွားတဲ့ဒီဖုံးကလည်းပြောမှဆိုလို့ရှိရင်ဗျာဟိုကလေးတွေဂိမ်းဆော့တဲ့ဖုံးလေးတွေอืมနော်ကလေးဂိမ်းဆော့တဲ့ဖုံးလေးတွေပါသွားတာ ဘာမှုမှမမြင်ရရမရှိဘူးအမရှိတဲ့ခါကျတော့အမှုကလည်းမရှိတဲ့ခါကျတော့ဒီကတော့ဒီညံဘာဖြစ်လဲဆိုလို့ခါကြလေတောင့်မြင်ကပုံမှန်နဲ့ဖန်ဆွဲတာအဲ့တော့သူ့ကိုချစ်တဲ့သူတွေအများကြီးရှိမယ်လို့ထင်ကြသူ့ကိုမုန်းတဲ့သူတွေဒုနဲ့ဒီကိုပြောနော်သူဒုနဲ့ဒီသွားတွေ့တယ်အဲ့တော့သူ့ကိုမုန်းတဲ့သူတွေကစူပါမီဝိုင်းပြီးလှုပ်ကြံလာအောင်မင်းတို့တိုက်ဒီလှုပ်ကြံမှုသူခံရတာဖြစ်တယ် တော့သူ့ကိုချစ်နေတဲ့သူတွေကလည်းသူ့ကိုချစ်ကြောင်းတော့ဆန္ဒထုတ်ဖော်ပြသရမယ်လို့ကျွန်တော်ကပြောခဲ့ဒါပေမဲ့ခတ်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့ဗျာနော်စင်ပိန်မစင်ပိန်မနေကြနိုင်ငံပြည်စည်းတို့ဒီလိုလူမျိုးတွေကြောင့်ပြည်စည်းတာအဲ့တော့ခင်ဗျားတို့ကစစ်တပ်၆ခန်းတဲ့နေရာမှာ2မျိုးနှစားရှိတယ်နော်စမ်းပါအဖဘောမနဲ့စစ်တပ်ဘောမဆိုတာရှိတယ်စစ်တပ်ဘောမစစ်တပ်ကြီးတစ်ခုလုံးကိုမာတာခင်ဗျားတို့ကအဖဘောမဆိုတာမျိုးဟာဦးမင်းအွန်လိုင်းတယောက်တည်းရဲ့ဘောကိုထိုင်မာတယ်ကြားတော့ကိုစင်ကိုတိ စစ်တပ်မှာ အချိုးမပြေတဲ့ဒီဘယ်လိုခေါ်မလဲဒီအရန်ကိုပေါ့နော်ဟိုအာသာယူနေတဲ့စစ်ဘုတ်ချုပ်ချုပ်ရှိတယ်နော်စစ်ဘုတ်ချုပ်တွေရှိတယ်နော်ရာရှိရာကန်တွေရှိတတ်တယ်ဒီရာရှိရာကန်တွေကခမားတို့ခေါင်းတွေဟာညနေနာမှာတော့ခမားတို့မှာစစ်တပ်ကဘာပဲလုပ်လို့ဟုတ်ကဲ့ပါဟာကောင်းပါလေကောင်းမကောင်းသိရှိမကောင်းသိရှိချိန်မိတ်ပြီးတော့ကောင်းမေးနေရတဲ့ဘုရားစစ်တပ်ဘောမနဲ့စစ်ဘောမလာနဲ့အဖဘောမမနဲ့မတူဘူးဆိုတော့သိစေချင်တယ်နော် အမျိုးယုံငပောက်တို့ဟန်ညူးတို့အဲ့တော့ခင်ဗျကျုံရင်လူတွေသိထားမယ်စစ်တပ်ကအောက်မှာဖြစ်ချင်တိုင်းဖြစ်နေတာလာပြီးဖော်တော့မယ်ကျုပ်တို့ကဘယ်လိုဟောမလဲဆိုတော့အဘအပေါ်မှာအဘမှန်ပါလားဆိုပြီးပြောတာအခုစကန်းနေကင်းပြင်းနေစကန်းနေမကုံမကုံတော့စကန်းနေကုံနေပြီအချင်းပြင်းနေစကန်းနေကုံနေပြီဟုတ်ပါလားရခိုင်ပြင်းနေမျိုးတွေကုံနေပြီဟုတ်လားနောက်ထပ်ချင်းနေကောင်းပါဆိုတဲ့နောင်ချိုဆိုတာလေနောင်ချိုမြို့အထိမတိုးနိုင်သေးဘူး။အဲ့တော့ကိုက မပါခဘာကောင်းလဲကျွန်တော်တို့ဒီရမခကြသွားပြီနော်ရမခကြတယ်နော်နပါခကြတယ်စစ်တိုင်းနေကြတယ်ဟုတ်လားအဲ့ချိန်ထိလည်းခင်ဗျားတို့အဘဘောမလို့ကောင်းတယ်အဲ့တော့စစ်တပ်မှာဟာအခုအဘဘောမနေတဲ့ကောင်လေနော်အဘဘောမနေကောင်လေမေးချင်တယ်ခင်ဗျားတို့ဟိုစီရေးနဲ့ပတ်သက်ပြီးတော့ဗောတော်တော်များများပေါ့ဗျာနော် အာမြန်မာစစ်တပ်ပေါ်ကောင်းနေတာများရှိခဲ့တယ်။အာရအဘမှန်နဲ့နော်စစ်တပ်ကြီးကောင်းကောင်းလဲဆိုတော့အဘကြီးမှန်အဘကြီးမှန်တဲ့ကကြတော့အောက်မှာစခန်းနေမှာနော်ဒုက္ခရောက်နေတာငတ်နေတာနော်စခန်းနေအသိမ်းခံနေရတာနော်ဖြစ်ချင်တိုင်းဖြစ်နေတာစစ်ထဲမှာအခုဖြစ်ချင်တိုင်းဖြစ်နေကြတာနော်ဖြစ်ချင်တိုင်းဖြစ်နေကြတာခင်ဗျားတို့အဘဘောမတွေကြောင့်အဲအဘတွေကပဲလှုပ်ရှားနေတာအင်းအဲအဘတွေကပဲလှုပ်ရှားတဲ့အတွက်ကြောင့်မလို့စီးရင်တိကျမတင်ပြဘူးနော် ဒီတဲ့ပုံကြီးကျွန်တော်မပြောချင်တာတချို့တက်တယ်ဆိုလို့ရှိရင်စစ်ပြေးဘယ်လောက်ရှိတယ်အဲ့စစ်ပြေးလာစားရင်ထိုင်ခစားနေတာဟုတ်လားဟုတ်လားဒါတက်စကန်တို့မှာစစ်ပြေးကအားလုံးအယောက်35ယောက်ဗျအဲ့35ယောက်အတွက်တယောက်တယောက်ကို9သိန်းနဲ့အတွက်อืมသိန်းကြားကြိုးနော်တလားတလားသိန်း180อืมသိန်း180လောက်ကလာစင်အဲ့တရင်မှုနဲ့နော်တရင်မှုကြော်တွေကထိုင်စားနေတာကဲကြားတဲ့အတိုင်းပဲထိုင်စားနေတာနော်အဲ့တရေးဖို့ကြီးနဲ့ပေါအောင်ပေါင်းပြီးတော့စီးအင်းဖြောက်ကောနော်အဲ့လိုမျိုးတွေထိုင်စားနေတာ တော့ကနေသက်စခန်းဒီကုန်လုံးကအင်အားကအများဆုံးရှိ၁၄၅00ယောက်ကျောင်းလို့ဆိုဒါပဲရှိတယ်နေသက်စခန်းကြီးကအဲ့လောက်ပဲရှိ၅00အဲ့လောက်ရှိတာကိုဒီကောင်တွေကအင်အား၄500နဲ့ဝိုင်းတာအင်အား၃400အဲ့လိုဝိုင်းတာဝိုင်းပြီးတော့ဘာလို့လဲအပေါ်ကနေ drone တွေပြန်တာကျွန်တော်သိရတယ်တော့ drone တွေပြန်တာအကုန် time ပဲကိုထွက်ပြေးရဆိုအဲ့ဒါစစ်သားတွေအဲ့ဒီတက်မလို့စခန်းမှာနေသက်စခန်းတွေမှာတာဝန်ကျတဲ့စစ်သားတွေညံလုံးအကျဉ်းလုံးတော့မဟုတ်ဘူးဗျတချို့သွေးကြောင်တဲ့ကောင်ကလွဲရေပေါ့တောင်းတလူတော်တော်များညံလို့တော့မဟုတ်ဘူးအင်အားနေလို့ပေါ့ drone တွေနဲ့အပေါ်ချတာရဲ့ဆက်ဆက်တွေချတာအပေါ်က drone တွေချ drone ကြီးတွေပါလား drone တွေချတာ ချတော့အဲ့ drone တွေနဲ့ချတဲ့ဟာတရက်တရက်ကိုတစ်ချိန်တစ်ချိန်ကို drone ကငါးဆင်းခြောက်ဆင်းအဲ့လိုလာပြီးအပေါ်နေတလုံးအလားစင်းစင်းက၄၅၆လုံးခလုံးပါပြီးချတာတရက်ကိုခင်ဗျာ drone ဘောက drone နဲ့ချတယ် drone ဘောက်ကအလုံး၄၅၀အဲ့လိုကြတာလေအဲ့တော့ခင်ဗျာအောက်မှာရှိတဲ့စခန်းကလူအဖြစ်၄၅၀ရှိတာဘယ်ခံနိုင်လို့လဲတောက်မခံနိုင်တော့ဘူးအဲ့ကြတော့ပြေးရတော့ပေါ့ဒီကောင်မခံနိုင်တော့ပြေးရတာအဲ့တော့ပြေးလဲပြေးရအဲ့စခန်းကိုခလုံးချတက်ထုတ်ပြီးအဲ့သိမ်းနေသူတို့ဒီလိုလုပ်တာဆိုတော့အဲ့ drone down ကိုနေသက်စခန်းလူတွေခံရရတယ်ဟိုကရင် KN KNU ရဲ့တပ်တွေရဲ့ drone down ကို မြန်မာတပ်မတော်နေသားစခန်းလူတွေခံနေရတယ်။ဆိုတော့အဲ့ဒီမှာတပ်မတော်သားတွေတဲ့တချို့ဆိုရင်ပောက်ကွဲတာပေါ့လောကအဲ့မှာပောက်ကွဲပြီးတော့တချို့ဆိုရင်ဟိုရင်းဖွင့်ရှာပါတယ်ကျွန်တော်တို့ကျွန်တော်တို့ကြောက်လို့လို့မဟုတ်ဘူးလေကျွန်တော်တို့ပြန်ပြီးတော့မျက်မမလို့ပါဘူးလေကျွန်တော်တို့တိုင်ရင်တရင်ကို drone သုံးစင်းပဲပေးတယ်နိုင်ငံတော်ကနေတပ်မတော်တွေတိုင်ရင်တရင်ကိုသုံးစင်းပဲပေးတယ်သူတို့က50စင်း60စင်းဆင်းလာတယ်မလို့တယ်ကျွန်တော်တို့မကြောက်ဘူးလေဒါပေမဲ့ကျွန်တော်တို့သုံးစင်းပဲပေးတယ်တစ်စင်းကကင်းတော့ဘူးနဲ့နှစ်စင်းကသူတို့ပြန်တံပြန်ချဖို့လေဒါပဲတဲ့ဒါပဲအဲ့ဒါရရပြီသုံးစင်းပဲပေးတယ်ကျွန်တော်တို့ပြန်တွေ့ပဲတဲ့ ဒရင်ဒရုန်းသုံးစင်းပဲတိုင်းရင်တိုင်းဒရုန်းသုံးစင်းပဲရပြန်တွေ့ပါတယ်။ဘာဖြစ်လို့သူတို့ဒီလိုပြောလဲဆိုတော့သူတို့လည်းဆက်ကွာလာတော့ရင်းနဲ့နာတာပဲသူတို့လည်း။သူတို့လူဆိုတာကိုထိုင်ထိုင်အထိုင်ကြီးကိုလာပြီးတော့ကန်ချနေဖဲခန်းနေဆိုရင်တင်းတာပဲတင်းတော့သူပြန်တွေ့မှာပဲသူကလည်းတွေ့ချင်တာပေါ့။သို့တော့ပြဿနာကအပေါ်ကဒရုန်းနဲ့လာတာ။မြေပြင်မှာရေရခိုင်ခေတ်ကလို့တိုင်း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 ပြီးကြားတထူရလဲမဟုတ်ဘူး။ဆိုအခုကအပေါ်ကနေလာတာအပေါ်ပေါ့ကြီးခင်ဗျအပေါ်နေတို့တသက်ကြတာမိုးရွာတို့ကြလာတာကြီးကိုဘယ်လိုရှင်းမလဲအဲ့တော့မခံရတော့ကပြေးရတဲ့ခါကျတော့ပြေးတဲ့ကောင်လူညံ့တယ်လို့ပြောလို့ 呀，标我来看着了，都么看清了。